။နိုင်ငံတကာသတင်းပုတ်အနေနဲ့ကတော့ဗီနီဇွဲလားနိုင်ငံသားအယောက်နေရဂျိုကိုအမေရိကန်နိုင်ငံကနေအဆာဘီဒိုနိုင်ငံမှာရှိတဲ့အကျဉ်းထောင်ကြီးတစ်ခုထဲကိုလွှဲပြောင်းပေးလိုက်ပြီလို့နိုင်ငံတကာသတင်းတွေမှာဖော်ပြထားကြပါတယ်။အမေရိကန်သမ္မတဒိုနယ်ထရန့်ဟာအမေရိကန်ဗဟိုတရားရုံးကပြည်ပင်ထားတဲ့ကြားကဗင်နီဇွဲလားဂိုင်းအဖွဲ့ဝင်နေရာကျော်ကိုလီနဲ့ပြန်ပို့လိုက်တာလေးဖြစ်ပါရယ်အဆာဘီဒိုသမ္မတကတော့ဗင်နီဇွဲလားဂိုင်းဝင်နေရာ38ယောက်ဟာ နောက်ထပ် MS30 အဖွဲ့ဝင်23ယောက်နဲ့အတူ Meshla 16ရက်နေ့မနက်ပိုင်းမှာနိုင်ငံထေးရောက်လာပြီလို့သူ့ရဲ့လူမှုကွန်ရက်မှာရေးသားခဲ့ပါရီ Trump အစိုးရကအခုလိုပြန်လည်လွှဲပြောင်းတာကို Hunter ရဲ့အမိန့်တရက်ကို American ပြည်ထောင်စုအဆင့်တရားသူကြီးတယောက်ကရှာမှတ်ခဲ့ပေမဲ့ပြန်ပို့တဲ့လီရင်ဟာတရားသူကြီးအမိန့်ထုတ်တဲ့အချိန်မှာ American ကနေ ထွက်ခေါ်သွားခဲ့ပြီလို့သတင်းတွေက ဖော်ပြကြပါရီ အခုလိုဖြစ်ပျက်ခဲ့တာနဲ့ပတ်သက်ပြီးအမေရိကန်တရားစီရင်မှုနဲ့နိုင်ငံအတွင်းအပြန်အလှန်ထိန်းချုပ်မှုစနစ်အတွေ့ကြီးမားတဲ့စင်ခေါ်မှုတွေရင်ဆိုင်နေရပြီလို့လိလာသူတွေကထောက်ပြပြောဆိုတာတွေလည်းရှိနေပါသေးရှင်။